လေယာဉ်ပျောက်ဆုံးသွားပြီးဆယ်စုနှစ်တခုကျော်ကြာမှမလေးရှားလေကြောင်းလိုင်း MH370 လေယာဉ်ကိုပင်လယ်ရင်ထဲပိုင်းမှာပြန်လည်ရှာဖွေမှုကိုစတင်မယ်လို့မလေးရှားအလားပိုင်းတွေကကြေညာလိုက်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးတည်ထားစင်တာလေးရှိပါတယ်။ MH370 လေယာဉ်ဟာ2014ခုနှစ်မတ်လ10ရက်နေ့တုန်းကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တော်ကနေဘေကျင်းကိုပြန်တန်းစဉ်လိုက်ပါစီးနင်းသူ239ဦးနဲ့တူခြေရာလက်ရာမကျန်းပျောက်ဆုံးသွားခဲ့ပါတယ်။လေယာဉ်မှုကကွာလာလမ်ပူးကို good night malaysia 370လို့ရေဒီယိုကနေပြောခဲ့တာဟာဗီယက်နမ်လေးပိုင်းတဲ့အထက်မဝင်ခင်နောက်ဆုံးပြောခဲ့တဲ့စကားဖြစ်ပါတယ်ဗီယက်နမ်ဘက်ရောက်တော့လေကြောင်းတင်းသေးစကန်းနဲ့ဆက်သွယ်မလုပ်နိုင်ခဲ့ပါဘူးလေရင်တနည်းပြတဲ့ transporter ဆက်ကလည်းမိနစ်ပိုင်းကြာမှပိတ်သွားခဲ့ပါတယ်လေရင်ကလမ်းကြောင်းပြောင်းပြီးတောင်ဘက်အိန္ဒိယသမုတ်တရအဝေးပိုင်းစီဦးတည်သွားခဲ့တာကိုစစ်ဘက်ဆိုင်ရာရေဒါတွေမှာတွေ့ရှိခဲ့ရပါတယ်ဂျူရုချက်လက်တွေရာ ဒီ Boeing 777-400ဟာစီကုံတဲ့အထိနိုင်ပေါင်းများစွာဆက်လက်ပြန်တန်းခဲ့ပြီးမှလူသူမရောက်တဲ့သမုဒ္ဒရာပိုင်းတွေကိုပြတ်ကျသွားတယ်လို့ယူဆရပါတယ်။တမိုင်းမှာအကြီးမားဆုံးနိုင်ငံတကာလေယာဉ်ပူးပေါင်းရှာဖွေမှုတွေလုပ်ခဲ့ကြပြီးအနောက် Australia ကမ်းလွန်ရေရောက်ကျမ်းပြင် Student Mine 4600လောက်တိရှာခဲ့ကြတာပါ။ဒါပေမဲ့2015နဲ့2016မှာကမ်းခြေတင်းလာတဲ့အပိုင်းအစတချို့ကလွဲပြီးလေယာဉ်ပျက်စီးကိုမတွေ့ရပါဘူး။2019ခုနှစ်ဇန်နဝါရီလမှာတော့ရှောက်ဖွေးမှုကိုရပ်ဆိုင်းလိုက်ပါတယ်။ လေရင်ဟာပြန်ပြီးဆွဲခံရတာလားလေဖိအားရောကြသွားတာလားဆက်ချုပ်ရင်းသွားတာလားဆိုပြီး theory မျိုးမျိုးရှိပါတယ်အကူကြီးတောင်းတာငွေညစ်တာမျိုးမရှိသလိုဆက်ပိုင်းဆိုင်ရာချုပ်ရင်းချက်သို့မဟုတ်ယာသီဥတုဆိုးရွားတဲ့ထောက်ထားလည်းမရှိပါဘူးတမောက်ဒီယာဟာကြဲပြောပြီးနလွန်းတာကြောင့်ရှာဖွေရေးလုပ်ဖို့ခက်ခဲနေတာပါအခုတော့ American ရေချောင်းဆက်ရုပ်နည်းပညာကုမ္ပဏီ Ocean Infinity ကိုဒီဇင်ဘာလ30ရက်ကစပြီးရေအောက်ကျမ်းပြင်မှာပြန်ရှာဖို့ contract ပေးလိုက်ပြီလို့ကြေညာထားပါတယ်။ contract တန်ဖိုးကဒေါ်လာတန်း80ဖြစ်ပေမဲ့ လင်းရင်ပြည့်စည်တွေးမှသာကုမ္ပဏီဘက်ကကုန်ကြားစည်ကိုပြန်ရမှာဖြစ်ပါတယ်ခင်ဗျာ။